ဒီနေ့ဗီဒီယိုလေးကတော့၃နှစ်သမီးရာခင်မင်ခဲ့ရတဲ့အချက်ဆုံးတငယ်ချင်းနဲ့အတူတူစီရန်လေးကိုသွားလည်ခဲ့တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှင်ရန်ကုန်ကနေ9နိုင်ရထွက်လာတာမလို့စီရန်လေးကို12ခွဲမှရောက်ပါတယ်ရှင်။ရောက်တာနဲ့ welcome drink လေးအရင်တိုက်ပါတယ်။ check in လုပ်ပြီးတာနဲ့ grace တို့ ဘက်ကီဘောအထုပ်တွေတင်ပြီးတော့ဂရိဆိုရဲ့အခန်းကိုလိုက်ပို့ပါတယ်ရှင်။၂သိန်းကျော်ကနေစပြီးတော့၄သိန်းကျော်အထိအခန်းမျိုးစားလိုက်အစားစားရှိပါတယ်။ဂရိဆိုက၂ယောက်ထဲနေမှာဆိုတော့ Dallas Villa လေးပဲယူလိုက်ပါတယ်။ဟန်းဆိုပေမဲ့လေဘင်္ဂလိုလို့ပြောရမှာပေါ့နော်။ဒီတက်သားခြေတန်းရှိအိမ်အမျိုးအစားအဲ့တော့မှရှစ်မှာဒီရောနဲ့ရန်နာကိုအခြေအီးထားထားပေးတယ်။အခန်းကလည်းတက်သားနဲ့ပဲအကုန်အပြည့်ဆောက်ထားပေးတဲ့ပုံစံမျိုးပေါ့နော်။ခန်းထဲကအတုံးဆောင်ပစ္စည်းအားလုံးလည်းတက်သားနဲ့လုပ်ထားပေးပြီးတော့ဒီလိုတက်သားခရင်တစ်လုံးမှအပိုထားထားပေးတာကိုတွေ့ရပါတယ်။ပြီးတော့ဒီဘရင်း င်းပေါက်နံရံတွေကိုလည်းအမှန်ဖွင့်လိုက်တာနဲ့ချက်လုံးစကားလေးနဲ့လေအပြင်ကြည့်လို့ရအောင်လှုပ်ထားပေးတဲ့ပုံစံမျိုးလေးဖြစ်တာကိုတော်တော်လေးသဘောကျမိပါတယ်ရှင်။ ဘေးစင်ထားတဲ့ဆင်တွေအဝတ်လမ်းနဲ့ဆင်တွေအစားတစ်သားနဲ့လှုပ်ထားပေးပြီးတော့တခန်းလုံးကိုတစ်သားနဲ့အလှဆင်တစ်သားအိမ်ပုံစံလေးလှုပ်ထားပေးတော့လက်မှုပညာကြိုက်တဲ့သူဆိုရင်တော့ကြိုက်မှတည်ချပါပဲရှင်အခန်းမှာနေရာချပြီးတာနဲ့အုံးရီလေးတောက်ပြီး relax လုပ်ပါတယ်ပြီးတော့နေ့လယ်စာစားဖို့အတွက်မှာလိုက်ပါတယ်ရှင်ဒီထဲမှာဆိုရင်စားဖို့အတွက်ကဆိုင်၃ဆိုင်ရှိတယ်ပေါ့နော် Grace ကဒီပထမဆုံးချိန်နေ restaurant ကနေမှာပြီးစားလိုက်ပါတယ်ဂရိစ်မှာစားလိုက်တာထမင်းကြော်ရယ် ဟုတ်တယ်စက်သားထမင်းကြော်ရဲစက်သားတုံးကြော်ရဲပန်းပွင့်ကြော်ရဲမာပြီးစားလိုက်ပါတယ်ရှင်စားပြီးတအောင်တနာနာပြီးတာနဲ့အပြင်ထွက်ဖို့လဲလဲထွက်ဖို့ပြင်ပါတော့မယ်ရှင်ဟိုတယ်မှာကလေထိထိုင်းအနေနဲ့က2နာရီနဲ့3နာရီထိတာထိထိုင်းပေါ့နော်ဂရိစုအပြင်ထွက်တာနဲ့ထိထိုင်းနဲ့လုံးဝကွက်တိကြုံနေရနဲ့အရင်ဆုံးနောက်တစ်ခေါက်ထပ်ပြီးစားပါမယ်တောက်ပါမယ်အဲ့ဒါပြီးမှပဲလဲပါမယ်ရှင်တဖြည်းလေး coffee တွေကိုဒီလိုမျိုးလေးအဖျော်ကောင်တာနဲ့ထားပြီးတာ grace အရန်သဘောကျတာ coffee လည်းတော်တော်ကောင်းတယ်လဖိလည်းတော်တော်လေးကောင်းတယ်အရင်ဆုံးအနေနဲ့ grace ကိုလှေစီးပါမယ်ရှင်လှေမစီးရင် grace ကို life jacket လေးကိုတိကျလေးဝတ်ပေးတယ် life jacket က်တွေကလုံးဝတက်တန့်ရှင်းရှင်းနဲ့အစ်စ်တွေထားထားပြီးတော့လေတကယ်ဝိရတာစိတ်တက်တောင့်တက်တာဖြစ်တယ်လေရတော့အမျိုးအစားနှစ်ခုရှိတယ်အကြီးရှိတယ်အသေးရှိတယ်ခရစ်တိုကတော့နှစ်ယောက်ထဲဆိုအသေးလေးပဲစီခဲ့ပါတယ်ရှင်စီပီပြန်တက်လာတော့ခရစ်တို zip line စီးမဲ့နေရာကိုသွားပါမယ်ရှင်သူကဒီမျှော်စင်ကြီးပေါ့နော်မျှော်စင်ရဟိုးအပေါ်အမြင့်ကြီးကိုတက်ပြီးဆေးရမှာပေါ့နော်အဲ့တော့အဲ့အပေါ်ကိုမတက်ခင်မှာအရင်ဆုံးဒီ safety bind နဲ့အရင်ဝိရတယ်ပေါ့နော် အောက်ထပ်မှာဒီကိုဆိုင်နဲ့တော်တဲ့ safety တွေကိုတခါတည်း adjust လုပ်ပေးလိုက်တယ်အဲဒီလို helmet တွေတခါတည်းဆောင်းပေးလိုက်တယ်တငယ်ချင်းဆိုသူကလေဖက်နှက်က slipper ဖြစ်နေတော့ ဒီ zip line စီးဖို့အတွက်ဖက်နက်တွေပါလဲဝေရတယ်အဲ့လိုမျိုးတေချာလေးထိတ်ခတ်လုပ်ပြီးတော့တေချာလေးဝစ်ဆင်ပေးလိုက်တယ်ပြီးတော့မျောစင်မောတက်ရပါတယ်အပေါ်တက်ရတာမြင့်တော်လေးမောပဲမဲ့အလဲမာဒီလိုရှုကင်းတွေကိုချီပြီးလင်းညှင်းခံပြီးတက်ရတာဆိုတော့အမောပြေခဲ့ပါဗျာ။ဒီမှာဒီကတော့ဒါလေးလုံးဝမကင်ဘူးနော်။အော်ဒါလေးပဲကင်နေတယ်။ဒီကျိုးလေးပဲကင်ပါ။အဲမမကင်ဘူးဆိုလည်းလူစီလို့ရတယ်။အော်ဟုတ်ပြီ။ လိုင်းစီးပြီးသွားတဲ့ခါမှာတော့ခွေးချမ်းခုံပါမယ်ဒီမျောစင်ပေါ်မှာပါပဲရှင်စပီလိုက်အနက်ရှအမက်ပရဗင်းရှစပီလိုက် ချပီစေးလုတ်ပြီးသွားတဲ့ခါမှာတော့တငယ်ချင်းက Riot တောက်နေပါဗါး Grace ကတော့စောနာ zip line မစီးခင်နေတာတောက်နေတာဘာလို့ဆိုတော့ဒီရန်ကုန်ကနေမနက်အစောကြီး9နာရီခန့်ကထွက်လာဆိုတော့တိတ်ပြီးမအိတ်ခရရဘူးအဲ့တော့ပင်ပန်းနွမ်းနဲ့နေတော့ Riot လေးတောက်ပြီးမှစီးတော့လန်းလန်းဆန်းဆန်းတက်တက်ကြွကြွလေးဖြစ်တယ်ခရီးသွားတယ်လည်းပို့ပြီးတော့အတက်လည်းဖြစ်တယ်အဲ့တော့ Grace ဆိုအချပီစေးလုတ်တဲ့ခါမှာလည်းချွေးကြီးထွက်တယ်ဒီအားအိမ်တွေကုန်ခန်းတယ် Riot တောက်လိုက်တဲ့ခါမှာကျတော့ကုန်ဆုံးသွားတဲ့ချွေးတွေနဲ့အားအိမ်တွေအတွက်ကိုပြန်ပြီးတော့အားအိမ်ဖြည့်လိုက်တယ်လို့မျိုးပေါ့နော်လန်းလန်းဆန်းဆန်းတက်တက်ကြွကြွနဲ့အချပီစေးပို့လုတ်နိုင်တယ်အဲ့ကြောင့် Rayetty ကတော့ Chris ကအမြဲဆောင်ထားဖြစ်ပါတယ်ပြီးတော့အခုဆိုရင် Rayetty မှာကရွှေဆွဲပြား928ပြားလက်ဆောင်ပေးနေတဲ့အစီအစဉ်လည်းရှိတာမလို့ Chris ကအမြဲတမ်းဘယ်တော့တော့ Rayetty ကိုအိတ်ထဲမှာဆောင်ထားဖြစ်တာပေါ့နော်ဒီတစ်ခေါက်ကတော့ Chris ကို1 free bottle ပဲပောက်ခဲ့ပါတယ်ရှင်ဒါကတော့ water pack ပါသူမှဆိုစီးစရာ၃မျိုးရှိတာပေါ့နော်ဒီအနီရောင်လင်း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 လေးရဲ့ဒီအဝါရောင် short လေးရဲ့အဝါနဲ့အစိမ့်လေးရဲ့ Christo ကတော့မီးနီနေလို့မစီးခဲ့ရပါဘူးရှင်သူများစီးတာပဲမျှော်ကြည့်ခဲ့ရပါတယ်အော်ရေကန်နဲ့စင်မီမဆောက်ခဲ့ရပါပဲပုံလှလှလေးတော့အများကြီးပဲရိုက်ခဲ့ပါတယ်ရှင် ဒါကတော့အခန်းရဲ့ညဘက်နေထားပါညဘက်မှာလည်းတအားကိုလှပါတယ်လှတယ်ဆိုတာထက်လေအတန်တွေတအားသဘောကျရဲ့ဒီရတော့ထဲမှာဆိုငါးလေးတွေပလုတ်ပလုတ်အစနေရဲ့အတန်လေးတွေရောပြီးတော့အကောင်လေးတွေ order အတန်ချစ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 ်နဲ့ order အတန်လေးတွေရောတော်တော်လေးကိုตาရပြီးတော့တောနတ်ထဲမှာတိတ်ဆိတ်အေးချမ်းနေတဲ့ vibe လေးကိုရပါတယ်ရှင် ဒါလေးတွေကတော့ hotel reception မှာရော hotel window ဝင်းလုံးမှာရောတက်တိုင်းနဲ့အလှဆင်ထားတာလေးတွေကိုသဘောကျလို့ရိုက်ခဲ့တာပါ reception မှာဆိုဘားကောင်တာရှိတယ်ဘားကောင်တာထိုင်ကုန်လေးတွေကိုကြည့်ပါအောင်လုံးဝချစ်စရာလေးတက်သားလေးနဲ့လှုပ်ထားတာပြီးတော့ဒီခေါင်မိုးမှာလှုပ်ထားတဲ့တက်သားတွေရောတန်မသုံးမဲနဲ့တက်သား sauce နဲ့ပြန်ရိုက်ပေးထားတာလေးတွေရောတအားသဘောကျလို့ရိုက်ခဲ့တာပါနောက်နေ့မနက်မှာတော့9:00နာရီခွဲ8:00နာရီလောက်အေးရထားပြီးတော့ breakfast သွားစားပါမယ်ရှင် breakfast ကတော့စုံနေတာပါပဲရှင် specialize အနေနဲ့ကတော့ရှမ်းခေါက်ဆွဲကောင်တာတို့တူပူနွေးကောင်တာတို့ကောင်တာနဲ့ထားထားပြတာပေါ့နော်အလှဲကြပေါ့ဒီနေ့အလှဲကြတာကရှမ်းခေါက်ဆွဲရှမ်းခေါက်ဆွဲတော်တော်လေးစားကောင်းတယ် grace ကတော့ကြိုက်လွန်းလွန်းနှစ်နပွဲစားခဲ့ပါတယ်။ဒီနေ့ကတော့ဒီရတော့နဲ့ private beach ကိုသွားပြီးလည်မှာပါ။ဒီရတော့ရဲ့ဘေးမှာဆိုအခုလိုမျိုးဝတ်စားဆိုင်အကြီးပဲရှိပါတယ်။အဲ့တော့နည်းနည်းပပဝင်ပြီးဆက်စုခဲ့ပါတယ်။ပြီးတော့ဒီရတော့တွေကိုသွားပြီးတော့လည်ပါမယ်။ဒီဟာတော့ဒီရတော့တရားပေါ့နော်။အဲသူ့ကို mini ဥပိန်လို့လည်းခေါ်ကြတယ်။ဘေးနှစ်ဖက်မှာဒီရတော့အလဲမှာတ သားနဲ့တရားဆောက်ထားတာပြူပါအဲ့ရနေပြန်ထွက်တော့ private beach ကိုဆက်ပြီးသွားပါမယ် grace တို့တနည်းနဲ့တနည်း buggy နဲ့ပဲသွားပါတယ်ရှင် hotel room service ထဲမှာ buggy service လည်းပါတယ်လို့ water pack လည်းပါပါတယ်ရှင် water pack က hotel တဲသူတွေအတွက်ကဝင်ခြင်းမလိုပါဘူးရှင် Picnic Beach မှာလည်းလုံခြုံရေးကအမြဲတမ်းရှိတာမလို့စိတ်ချလက်ချရေဆော့လို့ရပါတယ်ရှင်။ဘောကွင်းတွေလည်းငှားပေးရလို့သိရပါတယ်။ခုကတော့ဆီယမ်မိုင်းနှစ်ယောက်အရန်ကြိုက်တဲ့လှေစီးတာလေးကို ပြန်ပြီးစီးပါမယ်ဒါဒုတိယတစ်ကြိမ်လှေထပ်စီးတာပေါ့နော်အဲသူကလေရေချိုးရင်ခံတိုင်းမောင်းပေးတာမျိုးပင်လယ်ဝါးထိမောင်းပေးတာမလို့ရေလေးလေးလေးတဖြူဖြူတိုက်ပြီးတော့လေအရန် relax ဖြစ်ပါတယ်လှေစီးပြီးတဲ့အခါမှာဒီ73ဧကကျယ်ဝန်းတဲ့ Sea and Lake Mangrove View Resort ထဲမှာဟိုဟိုတီတီရှောက်ပြီးသွားပါတယ်အဲ့ဒါပြီးတော့နေလယ်စာစားပါမယ်ရှင်နေလယ်စာကိုတော့ဒီရတော်တရားပေးရဆိုင်မှာစားခဲ့ပါတယ်ရှင်ဒီဆိုင်မှာဆိုရင်ဖတ်ထမင်းတွေတို့အတုတ်တွေတို့ရခိုင်မုတ်တီတုတ်တို့ထမင်းတုတ်တို့အဲ့လိုမျိုးတွေလည်းရတယ်နောက်ပြီးတော့ထန်းရီရတယ်အဲလက်ဖက်တုတ်တို့ဘာလို့အဲ့လို ုတ်တွေလည်းရတယ်။စားပြီးတောက်ပြီးသွားတော့အခန်းထဲမှာခဏပြန်မိနာပါမယ်။အုံရည်လေးမှတောက်ဖြစ်ပါတယ်ရှင်။ လေးလေးတဖြူဖြူနဲ့လေကောင်းလေးတန့်ရပြီးအရန်ကိုနေလို့ကောင်းပါတယ် relax အရန်ဖြစ်ပါတယ်ရှင်နားနေတော့ထိထိုင်းမလို့ထိထိုင်းမှာမုတ်တီသွားစားပါတယ်ဒီနေ့အတွက်ကတော့ကြာစံချက်ရေလက်ဖက်ရည်အသီးတွေရပါရှင်ဒီထက်မှဆိုရင်ရေကူးကန်တွေရော spa တွေရောဒီတက်သားနဲ့လှုပ်ထားတဲ့ gym ကောရှိတယ်နော်တက်သားအလေးတွေတက်သားနဲ့လှုပ်ထားတဲ့ဒီ gym ယုံတယုံစာပစ္စည်းတွေအကုန်ရှိပါတယ်အခုကတော့ hotel တဝင်းလုံးနှံ့နေအောင်ရှောက်လည်းမလို့ပါသူကလေ 73a ကတောင်ကျဲတာဆိုအရန်ကျဲတယ်အဲ့တော့တစ်ခုလုံးနှံ့အောင်လို့ပေါ့နော်ရှောက်သွားတာပါလေကောင်းလေးတန့်ရတယ်လေလေးတွေဆိုအေးပြီး ီလက်ဆက်နေရောကျမ်းမာရေးမကောင်းတဲ့သူတွေပါလေဆိုဒီမှာလာပြီးတော့အပန်းဖြစ်တဲ့နဲ့ကျမ်းမာရေးမကောင်းတဲ့သူတွေနှလုံးမကောင်းတဲ့သူတွေအတွက်ကိုလာလဲဖို့အတွက် recommend လုပ်ပါတယ်။ခန်းလေးကတော့ Chris အရန်စိတ်ဝင်စားလို့လာပြီးတော့ဆက်စုတာပါ။သူကတော့ဒီကျဲကြည့်လို့ရတဲ့အခန်းရှိတဲ့ villa ပေါ့နော်။အ Stardome villa လို့ခေါ်တယ်။ Korean movie တွေ series တွေထဲမှာဆိုရင်အဲ့လိုပလက်လန်ပြီးကောင်းကင်ကြည့်တယ်ကျဲကြည့်တဲ့ scene တွေကိုခဏခဏရိုက်ပြရလေ။အဲ့လိုစင်းကိုတွေ့တိုင်း Grace လည်းအဲ့လိုချဲကြည့်ချင်တဲ့စိတ်ကဖြစ်တာပေါ့နော်အဲ့တော့ Stardom Villa နဲ့ကလုံးဝကွက်တိဖြစ်တာပေါ့နော် Grace ဒီတစ်ခေါက်ကတော့ထားလိုက်တော့နောက်တစ်ခေါက်လာလို့ရှင်တော့ ော့ဒီအခန်းလေးကိုတက်ပြအောင်တဲမှာခရစ်စတော်လေးကိုသဘောကျသွားပြီပြီးတော့ဈေးနှုန်းလေးကလည်းမဆိုးတော့တင့်တင့်နေပုံမှန်ရမှာလာလဲမယ်ဆိုရင်ဒီအခန်းလေးက၄သိန်းပဲရှိတယ် public holiday မှာဆိုရင်တော့၅သိန်းကျော်လောက်ဖြစ်မယ် grace ခေါ်သွားမယ်နောက်တစ်ခန်းကတော့ jay sweet ပါ jay sweet ကိုမှဒီတစ်ခေါက်က family gun လေးကိုခေါ်သွားပါမယ်သူကတော့လူ၈ယောက်နေလို့ရတယ်ပေါ့နော်လူ၈ယောက်ကိုနှစ်ခန်းပြန်ထားတာပေါ့တစ်ခန်းကို၄ယောက်တစ်ခန်းကို၄ယောက်နော်နှစ်ခန်းတွဲအဆက်လိုက်ပုံစံမျိုးပေါ့နော် ဒီတခန်းမှာ၄ယောက်နောက်တခန်းမှာ၄ယောက်ပေါ့နော်။သူကအိမ်လိုမျိုးအတွဲလိုက်ကြီးဒီလိုအတွဲလိုက်ကြီးမှာ၈ယောက်နေလို့ရအောင်တခါလဲစုထားပေးတဲ့ပုံစံမျိုးပေါ့နော်။အဲ့တော့မိသားစုလာတဲ့အဆင်ပြေတယ်။အဲ့လိုဆွေမျိုးသားချင်းတွေစုပြီးတော့ gathering လုပ်ချင်တဲ့သူတွေ picnic ထွက်လာတဲ့လူတွေဆိုအဆင်ပြေတယ်။ဝစ်စားလဲကန်းနဲ့ဝစ်စားထားဖို့ဗီဒီယိုပဲကြည့်ပါအောင်။အကြီးပဲနင်းနော်နော်ကြီးမဟုတ်ဘူး။အများကြီးပဲထားပေးထားတယ်။ဒီခန်းမှာဆို Grace သဘောအကျဆုံးကဒီတက်သားချကိုစီပါ။တက်သားချကိုစီတနေနော်နော်ကြီးမဟုတ်ဘူး။အဲ Grace ဆိုလူကောင်း ထောထောအကြီးကြီးတောင်မှသူ့ရဲဝင်လိုက်တော့ပစ္စည်းလေးဖြစ်သွားတယ်နော်။ဆိုတော့ grade ဆိုရင်ပေါင်160ရက်5ပေလေးရှိတဲ့လူကောင်ထွထွားကြီးအားတောင်မှဂျာကူစီထဲဝင်လိုက်တဲ့အချိန်မှာပစ္စည်းကိုတီးလေးဖြစ်သွားတယ်။ပြီးတော့သူ့မှာအေကန်လည်းပါတယ်၊ kitchen လည်းပါတယ်။ပြီးတော့ဒီအပြင်ဘက်ကလည်း runner တစ်ဆက်ထဲထားထားပြီးတော့လေဒီရေတော်ယူမျက်စိတစုံမြင်နေရတာ။လညို့ထိုးမလွဲပဲအဲ့တော့ဒီ resort ထဲမှာနောက်ထပ်ဘယ်နေရာလေးရှိလဲဆိုတာထပ်ပြီးတော့ဆက်စုပါအောင်မယ်အခုဆိုရင် karaoke ကိုလည်းတွေ့တယ် စပါလဲတွေ့တယ်ကစားကွင်းလဲတွေ့တယ်အဲ့တော့ကစားကွင်းတွေ့တော့တခါတည်းဝင်ဆော့ပါအောင်မယ်ကစားကွင်းကခလေးရောလူကြီးရောဆော့လို့ရတယ်ဆိုလို့ Chris လည်းဝင်ပြီးဆော့ခဲ့ပါတယ် ဆောက်ပြီးသွားတဲ့အခါမှာတော့ဒီထဲမှာ private beach အပြင်တိမ်ပင်လယ်ကမ်းခြေလည်းရှိရဲဆိုတာနဲ့တိမ်ပင်လယ်ကမ်းခြေကိုလည်းသွားလည်ပြစ်ခဲ့ပါတယ်ရှင်။သူကတော့စင်းစောလို့တော့မရဘူး။အောက်မှာတန်နာကြောက်တန်းခေါ်မလားကြောက်ခဲလေးတွေပေါ့နော်။ရေကျသွားလို့ရှင်ကြောက်ခဲတွေပဲပေါ်တာ။ရေကတိမ်တိမ်လေးနဲ့ပြီးတော့ဒီတိမ်တွေကအများကြီးခဲပြီးကျနေတာဆိုတော့တအားလှတဲ့ကမ်းခြေတိတ်ဆိတ်ပြီးတော့အေးချမ်းနဲ့လှပတဲ့ကမ်းခြေတခုပါ။အဲ့ရနေပြန်လာတော့ဟိုတယ်ဝင်းထဲမှာစပိန်လေးလည်းထထားပေးတယ်ယူစီလို့ရရဲဆိုတာနဲ့စပိန်လေးလည်းစီးခဲ့ပါသေးတယ်ရှင်။ အခုကတော့ view point ရလဲတအားလှရဲဆိုတာနဲ့ view point ကိုသွားမလို့ပါစီးရန်လိုက်ကဲ view point မှာနေဝင်ကန်ကြီးချိန်လေးသွားတာဆိုတော့တအားကိုလှပါတယ်ရှင်ပင်လယ်နဲ့နေနဲ့ဆက်ပြီးတော့အယောင်လေးဖြာထွက်ပြီးတော့တအားလှပါတဲ့ညနေခင်းကြီးပါညစာကိုတော့ဟိုတယ်ရဲ့ restaurant မှာပဲမှာပြီးစားလိုက်ပါတယ်ရှင်ပင်လယ်စာချင်ဆက်ရဲ့စက်တလုံးချိုချင်ရဲ့ကိုတအားကိုကြိုက်ခဲ့ပါတယ် လက်လက်ဆက်ဆက်ပင်လယ်စာတွေကိုမှချင်းချင်းဆက်ဆက်လေးတွေထိထိမိမိလေးချက်ထားပေးတာမလို့တအားကိုစားလို့ကောင်းခဲ့ပါတယ်။ ဈေးလေးကတော့အလေးတလေးကြီးရလို့ခံစားရပေမဲ့အရသာကတော်တော်လေးကိုစားလို့ကောင်းတယ်မလို့စိတ်ကျဉ်တ်ခဲ့ပါတယ်ရှင်။အသီးတွေလည်းမစားလို့ရတာမလို့အသီးဝဲလေးလည်းမစားခဲ့ပါတယ်ရှင်။စားပြီးသွားရင်တော့တငယ်ချင်းနဲ့အတူတူ TV ခဏကြည့်ပြီးအိတ်လိုက်ပါတော့မယ်။ Breakfast ကိုတော့မနေ့ကလိုပဲဖွဲ့ဖွဲ့ရရအောင်ပြင်ဆင်ပေးထားပါတယ်။ Specialized items အနေနဲ့ကတော့တိုဘူးနွေပါ။တိုဘူးနွေနှစ်ပွဲစားခဲ့တယ်ပြီးတော့လက်ဖေးလည်းနှစ်ခွက်တောက်ခဲ့ပါတယ်။အခုကတော့ Museum နေဘက်ကိုသွားမလဲရသေးတာမလို့ Museum နှစ်ခုဘက်ကိုလာခဲ့ပါတယ်။ပထမဆုံးအနေနဲ့တစ်သားပြတိုက်ဘက်ကိုအရင်သွားပါမယ်။တစ်သားရုပ်ထုအကြီးတွေကိုအကောင်ပုံစံ ံထွင်းထူထားတာတွေကိုတွေ့ရပြီးတော့အတတော်လေးကိုလက်ရမြောက်တဲ့လှပတေတတ်တဲ့ဘဘူးလက်ရည်လို့ပြောရမှာပါရုပ်ထုအကြီးတွေကနေစပြီးတော့ရုပ်ထုအလက်ဆိုင်လေးတွေရောအသေးလေးတွေရောမျိုးစုံနေအောင်တွေ့ရပါတယ်ခရစ်တဲ့သဘောကျလွန်အကြီးလို့ဓာတ်ပုံတွေအများကြီးပဲရိုက်ခဲ့ပါတယ် တသားပြတိုက်ဘက်ကိုလေးလာပြီးသွားပြီဆိုတော့ကြောက်စိမ့်ပြတိုက်ဘက်ကိုသွားလဲပါမယ်ရှင်။ကြောက်စိမ့်အရင်တုန်းကအများကြီးကိုပုံစံမျိုးစုံခင်းချင်းပြင်ဆင်ပြသထားတာကိုတွေ့ရပါတယ်။တချို့ဟာလေးဆိုရင်စပွဲကုံလေးတွေတချို့ဟာလေးဆိုထိုင်ကုံလေးတွေမျိုးစုံနေရောပါပဲရှင်။ကြောက်စိမ့်ပြတိုက်ကအထွတ်မှာတော့ဒီထဲမှာဂန်းဆောင်တွေလည်းရှိတာမလို့ဂန်းဆောင်ဘက်ကိုသွားပြီးလေးလာခဲ့ပါတယ်။ဘန်ဂလိုအကြီးအသေးဆိုပြီးရှိပါတယ်။အကြီးကလူအယောက်20လောက်နေလို့ရတယ်။အသေးကလူ10လောက်နေလို့ရပါတယ်။ ဘန်ဂလိုအကြီးကတသိန်းဝန်းကျင်ခန့်ဖြစ်ပြီးတော့ဘန်ဂလိုအသေးက9800ဝန်းကျင်မှာအဲအဲ့ထဲမှာဆိုရင်ပန်ကအဲ့ရခင်ဆောင်းခေါင်းအောင်အကုန်ပါပြီးသားပါအဲ့ရနေထွက်လာတော့မနေ့ကညနေရသွားခဲ့တဲ့တိမ်ပင်လေကန်းကြီးကိုထပ်ပြီးသွားခဲ့ပါတယ်မနခင်ဖြူဝါကိုဘလို့ရှိလဲဆိုတာသိချင်လို့ပါမနခင်လည်းအရန်လှပါတယ်သူကလေလှိုင်းအလုံးကြီးတွေလုံးကြီးတွေလာနေတာဆိုတော့လေငကတန်းဖြူဖြူလေးတွေလာနေတယ်လို့မျိုးကိုတအားကိုလှပါတယ် နေထွက်လာတော့ဒီရေတော့တရားကိုထပ်ပြီးသွားခဲ့ပါတယ်။မနေ့ကလူနေနဲ့များတာမလို့ပုံတေချာမရိုက်လဲရလို့ပါ။ပြီးတော့တေချာလဲ relax မလုပ်လိုက်ရလို့ဒီနေ့ပုံနေထပ်ပြီးလာရိုက်တယ်။ပြီးတော့တေချာလေးဒီရေတော့ရဲ့အလှပကိုခံစားပြီးတော့လင်းကြီးအေးအေးလေးတွေနဲ့ relax လုပ်ခဲ့ပါတယ်။ရမ်းလာတယ်။ရမ်းလာတယ်။ လင်းကြီးလေးနဲ့အေးအေးပါပဲ Grace ကတော့ mangrove view resort ကိုလာပြီးတော့အခုလိုမျိုး relax လေးလုပ်ခဲ့ရတယ် Grace အရင်အစီချင်တဲ့ zip line တွေခွကြမနေလဲခုံခဲ့ရတယ်ဆော့ရရှိတဲ့ activities တွေလည်းအကုန်လုံးကို join ခဲ့တယ်အရန်ကိုပျော်ခဲ့ရပါတယ် Grace ရဲ့ပျော်ရွှင်စရာ moment လေးကို Grace ရဲ့ holiday လေးကို Grace ရဲ့ foodie လေးနဲ့အတူတူ sharing လေးလုပ်လိုက်ရပါတယ်ရှင်အားလုံးပဲတတား